ယုံကြည်ရောမယုံကြည်နဲ့ဒါမှန်ပဲအရေးကြီးတဲ့နေ့မှာဗျနေပြီးတော့ဘလီကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီလားမင်းတို့ဌာနဆိုင်ရာဆရာဖဆိုသူရဲ့ဘက်ကဇလန်းစပြီလားအခုဖြစ်ပေါ်နေတဲ့ဘလီကိစ္စနဲ့ပတ်သက်ပြီးတော့เนาะ line ပေါ်မှာပြောစုဝေဖန်ထောက်ပြနေတဲ့သူတွေကမှားတာလားမင်းတို့ဌာနဆိုင်ရာတွေကမှားတာလားဟမ်နေပြီးတော့မှဘလီစောင်းမကိစ္စနဲ့ပတ်သက်ပြီးတော့ပွဲစုနေကြတာရှိပါတယ်ခုချိန်ကာလကရွေးကောက်ပွဲ နီးကပ်နေပါပြီနိုင်ငံတော်အစိုးရမြည်သည့်စူပူမှုမှတီးခံခွင့်လွန်မှာမဟုတ်ပါဘူးဒါကကျွန်တော်ချစ်လို့ပြောတာပါမြည်သည့်အဖွဲ့အစည်းမြည်သည့်ပုဂ္ဂိုလ်မှရွေးကောက်ပွဲကိုပျက်စီးစေနိုင်လောက်တဲ့စူပူမှုမျိုးနော်အောက်စုဖွဲ့အကြမ်းဖက်တာမျိုးကို ခွင့်ပြုမှာမဟုတ်ပါဘူးနောက်တစ်ခုကပြင်မနာမှာဗလီ၄လုံးကျော်လောက်ရှိပါတယ်ငလင်းမှာတော်တော်များများပြိုကျပျက်စီးသွားပါတယ် လူတွေအများကြီးသိပါတယ်။တောက်ကြနေဖြစ်တာရဲ့နေရူးနေမြတ်ဖြစ်တာရဲ့ကြောင့်ဝိပုနေရင်တန်လန်းတဲ့ကိုအပေါ်ကနေထုတ်တဲ့နေပြုတ်ချပြီးအများကြီးသိပါတယ်။ရှေးဟောင်းပေါ့နော်ကိုလိုနီခေတ်လက်ရာဗလီတော်တော်များများကမြေကြီးမှာပြားနေအောင်အားလုံးဒီဘာဟာပျက်စီးသွားပါတယ်။ပြမနာမြို့ကဘူရာယုံကအင်္ဂလိပ်တိစောက်ခဲ့တာပါ။အင်္ဂလိပ်ကအိန္ဒိယကနေခေါ်ယူလာတဲ့အိန္ဒိယအနွယ်ဘွားအာဟိန္ဒူတွေမွတ်စလင်တွေအများစုနဲ့ ဒီယထာလန်းကိုပူတာကိုတိဆောက်ခဲ့ပြီးတော့ဒီပူတာပတ်ချလဲမှာဇေယောင်းရင်အဲဒီပူတာပတ်ချလဲမှာအခြေကျနေထိုင်ရင်းနဲ့တဖြည်းဖြည်းနဲ့ပြမနာမျိုးကြီးဟာအာတိုတက်စီစီကားလာတာဖြစ်ပါတယ်။ဒါကြောင့်မလို့ပြမနာမျိုးလေကောင်မှာဆိုလို့ရှိရင်အစ္စလမ်ဘာသာဝင်တွေအများစုနေပါတယ်။ဒီအစ္စလမ်ဘာသာဝင်တွေအားလုံးဒီပါဟာနိုင်ငံသားတွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ generation 30ကျော်လာပြီဖြစ်တဲ့လို့ကြောင့်မလို့သူကပန်းရောင်ကဲကင်ထားတဲ့နိုင်ငံသားတွေဖြစ်ပါတယ်။ ဒါကြောင့်မလို့နေပြည်တော်ဟာမြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်ပါတယ်မြို့တော်ဖြစ်တဲ့အလျောက်အခြေခံဥပဒေအတိုင်းပဲမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာသည်နိုင်ငံတော်ရဲ့လူများစုကိုးကွယ်တဲ့ဘာသာဆိုတဲ့ဝိသေသနဲ့လျော်ညီသောဒါဘာသာကြီးတစ်ခုဖြစ်တယ်နောက်တစ်ခုကတခြားသောခရစ်ယာန်အစ္စလမ်ဘာသာဝင်များကိုလည်းကလွတ်လပ်စွာကိုးကွယ်ယုံကြည်မှုပေးပါမယ်ဆိုတာပါပါတယ်နိုင်ငံတော်ကချီးမြှောက်တာမချီးမြှောက်တာအသာထားသူတို့ရဲ့ယုံကြည်ရာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပေးပါမယ် နတ်ကိုးွယ်တဲ့ဘာသာနတ်ကိုးွယ်သူများပါမကြံဒါနိုင်ငံတော်ကနေပြီးတော့ကိုယုံကြည်ရာဘာသာရေးကိုကိုယ်ကိုယုံကြည်ခွင့်ပေးပါမယ်ဆိုတာကဒါက2008ဖွဲ့စည်းပုံအခြေခံဥပဒေနောက်တစ်ခုကနိုင်ငံတော်မှာခုချိန်ကကျွန်တော်အားလုံးနဲ့မိတ်ဆွေဖွဲ့နေရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံတော်အကြီးအကဲကလည်းနော် ဘယ်အဖွဲ့အစည်းနဲ့မဆိုကိုရှင်မှာပြည်လည်နေဖို့လိုတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့9နှစ်တကာလမှာတည်တယ်မလား။ကျွန်တော်နိုင်ငံကိုဘယ်လိုမျိုးတွေဝိုင်းပြီးတော့နှိပ်ကုတ်ခဲ့ကြလဲ။ဒါကြောင့်မို့လို့ကျွန်တော်နိုင်ငံကထောက်เสียအကွက်မရှိဖို့လိုတယ်။ဒါကကိုယ့်နိုင်ငံကိုချစ်လို့ကိုယ့်အမျိုးဘာသာသက်တနာကိုချစ်လို့ပြောတာနော်။အမျိုးဘာသာသက်တနာချစ်တယ်ဆိုတာထမင်းမရှိရင်ချစ်လို့မရဘူး။နော်ထမင်းဝါဖို့လိုတယ်။ပြည်သူလူထမင်းဝါဖို့လိုတယ်။နော်ဟိုစီဝိုင်းမပြည့်လည်းလို့ရှိရင်တန်ခါတော်လေးလည်းမလူနိုင်မတန်းနိုင်ဘူး။အเจ้าနေလည်းမစောင့်နိုင်ဘူး။ဒါရှိတယ် ဒါကြောင့်ပြည်သူလူထုစီးပွားရေးတွေကောင်းလာဖို့နိုင်ငံတော်ရဲ့တည်ငြိမ်ဖို့ရာလောလောဆယ်မှာဘယ်နိုင်ငံရဲ့ထောက်เสียရာအဖြစ်ဘယ်မီဒီယာရဲ့အကြောင်းပြချက်ရှာเสียရာမဖြစ်အောင်ကျွန်တော်နေမရမယ်နောက်တစ်ခုကရွေးကောက်ပွဲလဲအောင်မြင်မရမယ်ဒါကြောင့်မလို့နေပြည်တော်မှာဗလီစောက်တယ်ဆိုတဲ့နေရာမှာနိုင်ငံတော်အစိုးရကစောက်တင်တယ်လို့သူထင်တယ်ဆိုလို့ရှိရင်ပေးစောက်လိမ့်မယ်နောက်တစ်ခုကအိုလမာအဖွဲ့တို့စားတဲ့အစ္စလမ်အဖွဲ့စည်းကြီးတွေရှိတယ်အစ္စလမ်လူငယ်အဖွဲ့တို့အဖွဲ့စည်းကြီးတွေရှိတယ်ဒီအဖွဲ့စည်းကြီးတွေကနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့ ရက်တည်ပြီးလောက်ကင်နေတာဖြစ်တယ်။နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမဆန့်ကျင်တဲ့အဖွဲ့အစည်းကြီးတွေဖြစ်တယ်။ဒါကြောင့်လို့ဒီအစ္စလမ်အဖွဲ့တွေအနေနဲ့ကလည်းအစ္စလမ်အဖွဲ့အစည်းကြီးတွေကလည်းနိုင်ငံတော်အစိုးရနဲ့တပေါင်းတစည်းရဲ့ပေါအောင်ကျွန်တော်တို့ကဆွဲဆောင်မှလားကန့်ထုတ်မှလားစဉ်းစားအဲ့တော့ကျွန်တော်အစ္စလမ်ဘာသာဝင်တွေကကျွန်တော်မြန်မာနိုင်ငံမှာပြန့်ကျဲပြီးနေထိုင်ကြတာနေရာတိုင်းမှာရှိတယ်။ဒါကြောင့်မို့လို့ဒုသီတော်မောင်တော်တွေသာခိုးဝင်ဘင်္ဂါလီတွေနဲ့သူတို့ဒီမှာနေထိုင်နေပြီးသားเนาะဒီမကိုလန်းတို့เนาะဒီဘက်ကအရှိဘုံသာလန်းတို့အရှိဘုံသာလန်းမကိုလန်းဒီ အဲလမ်းဒီပေါ်မှာနေတဲ့မွတ်စလင်တွေနောက်ပြီးတော့အဲဒေါင်းတောင်းပေါ့ဗျာဒီကျွန်တော်ရန်ကုန်ဒေါင်းတောင်းမှာနေတဲ့မင်္ဂလာတောင်ညွန့်တို့ဗဘဲတန်းတို့ဘိုးတထောင်မှာနေတဲ့အစ္စလမ်တွေမန္တလေးမှာဒီပုံနဂုံးနားမှာနေတဲ့မွတ်စလင်တွေနဲ့ကျွန်တော်တို့ကပူးစည်းတောင်မောင်တော့က ွတ်စလင်နေနေတော့တဒန်းနေပါအတူတူပါပဲဆိုလို့ရှိရင်တော့ဒီလူတွေပဲစိတ်ကောင်းပါလေကျွန်တော်နိုင်ငံတော်တစ္ဆာရှိအောင်ဘယ်နိုင်ငံသားမဆိုနိုင်ငံတော်တစ္ဆာရှိကိုရှိရမှာဒါအခြေခံဥပဒေရအေးတစ္ဆာမရှိရအောင်ပါလေအဖမ်းမယ်ထောင်ထောင်ချမှာဒါပဲနိုင်ငံတော်ပုံကံပါလို့မဖမ်းမယ်ထောင်ချမှာအေးအမျိုးသားဥပဒေပြဋ္ဌာန်းတယ်ပြဋ္ဌာန်းလွတ်တော်တွေရှိလာမယ်တင်ပြဆွေးနွေးဒါဟာကျွန်တော်နိုင်ငံနိုင်ငံကြီးသားတယောက်နိုင်ငံသားကောင်းတယောက်ရဲ့အလုပ်ကိုင်နေဒါကြောင့်နိုင်ငံတော်အစိုးရကဘလီကိုစောင့်မလားမစောင့်မလားကျွန်တော်မသိဘူး စောက်တင်တယ်လို့ထင်နေဆိုရင် तू ပေးစောက်လိမ့်မယ်ဒါဟာမျိုးတော်ဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံတော်အစိုးရသည်တစုတစ်ဖွဲ့တည်းရဲ့အစိုးရမဟုတ်ဘူးနိုင်ငံသားတိုင်းရဲ့အစိုးရဖြစ်တယ်ဘာသာတရားတိုင်းရဲ့အစိုးရဖြစ်တယ်ဒါကြောင့်မလို့တက်ဆိုင်ရာဘာသာဝင်တွေရဲ့အခက်အခဲတွေကိုသူ့မှာဖြည့်ရှင်းပေးရမယ့်တာဝန်ရှိတယ်။ကာကွယ်ရေးဥစ္စာနိုင်ငံအာဏာမထိန်ခင်မှာမှတ်မိတယ်မလား။သူစဘာရှားကူဘိမန်ကိုဒီဘလီကိုဒီတွားပြီးတော့ကပ်ပဆန်ကိုတွားတယ်။နောက်ပြီးရှင်ဒီဟိန်းနူဘာသာရေးအဆောက်အအုံတွေတွားတယ်။အဲနောက်ပြီးတော့ဒီ ခရီးယံဘာသာရေးအဆောက်အအုံတွေသွားတယ်သူဘာသာအားလုံးကိုသူတွေ့ဆုံခဲ့တာကိုကျွန်တော်တို့ဒီအာနာမထင်းခင်လာပိုင်းလိုမှာကျွန်တော်တွေ့ရှိရမှာဖြစ်တယ်ဒါကြောင့်မလို့နိုင်ငံတော်ကာကွယ်ဥစည်းချုပ်ယာယီသမားတွေဘုံချုပ်မူကြီးမင်းအောင်လှိုင်သည်ဗမာလူမျိုးတစ်မျိုးတယောက်ထဲရဲ့ခေါင်းဆောင်မဟုတ်ဘူးဗုဒ္ဓဘာသာဝင်တွေရဲ့တီးတန့်ခေါင်းဆောင်တယောက်မဟုတ်ဘူးမြန်မာနိုင်ငံမှာမှီတင်းနေထိုင်ခဲ့135မျိုးသောတိုင်းသားအားလုံးနော် square ကျွန်တော်တို့နိုင်ငံရဲ့26တက်28 area student mind အားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့ဟိန္ဒူခရစ်ယာန်အစ္စလာမ်ဗုဒ္ဓဘာသာဘာသာဝင်အားလုံးရဲ့ကျွန်တော်ရဲ့ယာယီတမန်တော်ကြီးဖြစ်တယ်။နောက်ပြီးတက်မတော်ဖြစ်တယ်။ဒါကြောင့်မို့လို့ဒီလူတွေကိုဥပဒေနဲ့အညီနိုင်ငံသားအဖြစ်နဲ့နေထိုင်နေတဲ့ဘာသာဝင်တွေကိုသူတို့ရဲ့အခွင့်အရေးသူတို့ရဲ့လက်ရှိငလင်တန်းကြောင့်ပြိုကျပျက်စီးနေပြီးတော့မိုးရဲလေထဲမှာဝတ်ပြုနေရတဲ့အတွက်ပြည်လေအစင်ပြအောင်တင်ပြလာတယ်ဆိုရင်နိုင်ငံတော်ဆူရတရက်အနေနဲ့ခွင့်ပြုရမှာဖြစ်တယ် ဒါကနိုင်ငံတော်အစိုးရအနေနဲ့ကျွန်တော်ကပြောတာเนาะ तू ခွင့်ပြုသင့်တယ်ထင်လို့ရှိရင် तू ခွင့်ပြုလိမ့်မယ် तू ခွင့်မပြုသင့်ဘူးထင်ရင် तू ခွင့်ပြုဒါနိုင်ငံတော်အစိုးရအလုပ်ဒါကြောင့်မို့ရွေးကောက်ပွဲမှာရွေးကောက်ပွဲကိုပျက်စီးအောင်တခြားသောဘာသာရေးအထီးကိုလူမျိုးရေးအထီးကိုဖန်တီးတယ်ဆိုလို့ရှိရင်နိုင်ငံတော်အစိုးရဒီလိုဖန်တီးတယ်ဘယ်အဖွဲ့အစည်းဘယ်ဘာသာဝင်ရောမဆိုဘယ်ပုဂ္ဂိုလ်မဆိုခွင့်လွတ်မှာမဟုတ်ဘူး तू ဒီအရေးယူမှာဖြစ်တယ်ပြီးတော့ ရှင်ဘီရင်တို့ဖုံမိုးတို့ချုံလူပုံးတော့မှမနေတာဆိုတဲ့စကားလည်းရှိတယ်။နော်တကယ် NLD လိုမျိုးအဖွဲ့အစည်းမျိုးတောင်မှပဲဒီတက်မတော်နဲ့နိုင်ငံတော်ကိုဆန့်ကျင်တဲ့အခါမှာဘာဖြစ်သွားလဲ။ပါတီအဖြတ်ခံလိုက်ရတယ်။လုံးဝပြောက်ကွယ်သွားရတယ်။ဒါကြောင့်မလို့နိုင်ငံတော်အစိုးရကဆုံးဖြတ်ထားပြီးဖြစ်တဲ့နယ်လို့ဆုံးဖြတ်တဲ့အရာတစ်ခုကိုကျွန်တော်တို့ကထောက်ပြခွင့်ရှိရဲ၊တင်ပြခွင့်ရှိရဲ၊ဆွေးနွေးခွင့်ရှိရဲ။အဲတစ်ဖက်မှာလည်းဘာကြောင့်နိုင်ငံတော်အစိုးရကဒီလိုဆောင်ရွက်လာလဲဆိုတော့စဉ်းစားဖို့လိုတယ်။ငလင်းကြီးလှုပ်ထားတယ်။ပြည်မနာမှာဗလီကိုးလုံးလုံးပြိုသွားတယ်။မိုးရဲလေထဲမှာဝပြူရတယ်။ လူတွေအများကြီးတည်တယ်ဒါကိုတိုင်းပြည်ရဲ့အစိုးရတရက်အနေနဲ့ဘာလို့မှလဲတိုင်းပြည်ရဲ့အစိုးရတရက်အနေနဲ့မင်းတို့မိုးရဲလေးမှာဝေပြကြပါကွာဘာလဲတိုင်းပြည်ဘုံမွေးမြောင်းလိုင်းကတခြားသောအစ္စလမ်နိုင်ငံတွေနဲ့ကုံသွေးရေးမလုပ်တော့ဘူးလားတခြားသောအစ္စလမ်နိုင်ငံတွေနဲ့ညီနိုင်ဆွေးနွေးရမလုပ်တော့ဘူးလားဟာအမေရိကန်မှာတော့ဘလို့ဖြစ်နေပြီအာဟိုမှာအင်္ဂလန်မှာတော့မွတ်စလင်တွေဘလို့တွေလုပ်နေပြီဒါကဆီးရီးယားတို့အီရက်တို့အာဖဂန်နစ္စတန်တို့ဒီအဖြူကောင်တွေကရှာရှည်ပြီးတော့သွားတိုက်လို့ ဲ့နိုင်ငံတွေပျက်စီးသွားလို့အဲ့ဒီကလူတွေကသွားပြီးတော့နေကြတာသူ့အပြစ်နဲ့သူတို့သူတို့ရဲ့ကိစ္စနဲ့သူတို့ကာလာအားဖြင့်ကလည်းဒီဆယ်နှစ်တာကာလာအတွင်းမှာပြောင်းရွှေ့လာတဟုန်တို့ပြောင်းရွှေ့လာကြတာเนาะမြန်မာနိုင်ငံမှာနေထိုင်တဲ့အစ္စလမ်ဘာသာဝင်တွေရန်ကုန်တို့မန္တလေးမှာနေထိုင်တဲ့သူတွေအများစုသည်နေပြည်တော်တို့နော်ပျော်ပွဲပြင်မနာတားစီဒါမို့ဆိုလည်းနေအများကြီးပြောင်းကျဲနေထိုင်တဲ့မျိုးတွေအများကြီးရှိပါတယ်เนาะ area တွေမှာဆိုလို့ရှိရင်လည်း DDA တို့ Mollyman Bad တွေမှာလည်းရှိတယ်နေထိုင်တဲ့သူအများစုသည် ကိုလိုနီခစ်ကနေဝင်လာသူအများစုဖြစ်တယ်ကိုလိုနီခစ်ဆိုတာပြန်တွေးကြည့်လိုက်လွတ်လပ်ရေးရတာပဲကျွန်တော်နှစ်ပေါင်းဟို80ကျော်80နီးပါးတော့ဖြစ်လာပြီဆိုတော့ generation က30ကျော်ဖြစ်သွားပြီ30ကျော်ချစ်စု40ကျွန်တော်တို့အရွယ်ဆိုရင် generation 40မြောက်တော့ဖြစ်သွားပြီเนาะသူတို့ဒီအိန္ဒိယကိုလည်းတစ်ခါမှမရောက်ဘူးဘင်္ဂလားဒေ့ရှ်ကိုလည်းတစ်ခါမှမနေဘူးချို့ဆိုကလားစကားတော့မတက်ဘူးဒီလိုလူမျိုးတွေကဒီနိုင်ငံဒီဒီနယ်မြေကိုမြန်မာနိုင်ငံသားတွေနဲ့ချစ်ခင်ရင်းနှီးစွာနဲ့နေထိုင်နေတဲ့လူတွေအများကြီးပဲ လူတိုင်းလူတိုင်းမှာဘာသာကြားတငယ်ချင်းနဲ့ရှိတာပဲဆိုတော့သူတို့ဒီဒီနိုင်ငံကိုသူတို့ရဲ့အိမ်သူတို့ရဲ့နိုင်ငံဖြစ်တဲ့နေနာဖြစ်တဲ့တို့ကြောင့်မလို့သူတို့ရဲ့အခွင့်အရေးနဲ့ထိုက်တန်တဲ့အခွင့်အရေးကိုပေးရမယ်ဒီစကားပြောလို့ကျွန်တော်အစ္စလာမ်ကိုကာကွယ်နေရလားမဟုတ်ဘူး no ကျွန်တော်ဟာကျွန်တော်ရဲ့ဒီမြန်မာနိုင်ငံမြန်မာလူမျိုးတွေရဲ့ဂုံတိတ်ခါနဲ့ကဘာနဲ့ရေမောင်တန်းပြီးတော့လောက်ကင်ရမယ်ကိစ္စတွေအဆင်ပြေစေချင်တာရယ်ရွေးကောက်ပွဲမှာအခက်အခဲမရှိအောင်မြင်စေချင်တာရယ်ကျွန်တော်တို့ဘာသာသာသနာတီတန်းခိုင်မြဲဖို့အတွက်ကိုကျွန်တော်တို့ကခုချိန်မှာစီပွားရေးတွေဥမောလောင်လောက်ရမယ်ငလင်တန်းကနေပြီးကျွန်တော်တို့က ခေါင်းထောင်လောင်လို့ရမယ်စစ်ဘေးစစ်တမ်းတင့်တဲ့နေရာတွေမှာပြန်လဲကယ်ဆယ်ရေးလို့ရမယ်ဒါတွေကိုကျွန်တော်တို့နိုင်ငံမှာရှိရဟန်းရှင်လူပြည်သူတရုတ်ကလာဗမာများနဲ့အားလုံးလက်တွဲပြီးတော့ကျွန်တော်မြန်မာမာနိုင်ငံကိုတိဆောက်အောင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်တောင်သူလယ်သမားတွေရဲ့လယ်ဘူအစိုးရကနိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့လယ်မြာမြေတွေကိုတိမ့်နေမတန်တစီပြေနှစ်သိန်းတအေးကောက်မှာနှစ်သိန်းသုံးသိန်းပေးပြီးတော့ဟိုအရင်တော့ရော်ကြီးတွေပေးခဲ့တယ်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့ပြည်သူလူထုကနေပြီးတော့လက်ခံခဲ့တယ် ဟမ်အခုကျအဲ့ဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဒီစွန်နီတို့ရှီယိုက်တို့မွတ်စလင် ကလားတွေအတွက်ဗလီကြီးတွေဆောက်လုပ်ပေးမယ့်အပေါ်မှာပြည်သူလူထုလက်မခံဘူးလေကြွရသူကြွရသားတွေလက်မခံဘူးလေမင်းတို့မြေပြင်သတင်းတွေဆင်းထားတာကြည့်လေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘိုင်းပေါ်မှာတင်နေတာအများကြီးပဲပြည်တွင်းရောပြည်ပအောင်ဟိုကြောင်ကြောင်ချောင်ချောင်အကောင်တွေရောရန်တိုက်ပေးနေတဲ့သူတွေအများကြီးရှိတယ်အေးမြို့ချစ်မြို့သားရေးသမားတွေဆိုတာကနော်သူများ၆တိုင်းလဲမကြောက်တယ်လို့သူများမြောက်တိုင်းလဲမမြောက်ဘူး မင်းတို့တည်ထားဖို့လိုတယ်အခုကိစ္စကအချိန်မတော်အခါမဟုတ်နော်ဝှေ့ချုပ်နေပြီမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လဲဝေးစားပါရုံကနေပြီးတော့လာခေါ်ထားတယ်ခေါ်ထားပြီးတော့အဲ့ဒီမိန်းကလေးတယောက်ထဲကိုမင်းတို့ဒီတိုင်းရုံကိုဆက်ပြီးတော့ခေါ်သွားမယ်လို့ပြောတယ်နောက်ကနေပြီးတော့ဆရာတော်တွေစိတ်မချလို့ထပ်လိုက်လာတယ်မင်းတို့ခဏဆိုရင်ငါတို့ကတိတ်ကြောက်နေရတာကိုနိုင်ငံခြားကပြောပြောနေတဲ့ဘောမဘောမလို့ပြောနေတဲ့ကောင်တွေတတိထားဘောမဆိုတာတတ်တတ်ရှိတယ်နိုင်ငံမှာအမျိုးသားရေးသမားဆိုတာတတ်တတ်ရှိတယ်ထမိန်ကျုံဆိုတာတည်တံ့ရှိတယ်เนาะ အခုဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြဝေဖန်ပြောဆိုနေတာတွေကအမျိုးသားရေးသမားတွေဘောလဲမမအောင်ထမိန်လဲမချုံဘူးဂျာနေဝါရဓမ္မအရမနှစ်ခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တဲ့သူတွေနော်ဖင်လန်မောင်မောင်တို့ထိုင်းမှာရှိတဲ့ဟောင်စီတို့ငစီတို့ကောင်တွေသတိထားကြအေးပြောချင်တာအခုလေဝိစားပါရောကနေတိုင်းရုံကိုမေးစရာရှိလို့ဆိုပြီးတော့ခေါ်သွားမယ်ဘယ်ကိစ္စအောင်မေးမှလဲလိုင်းပေါ်မှာတင်နေတဲ့မြို့ချစ်လူငယ်အဖွဲ့ဆိုလားအဲ့ဒီကိစ္စတွေအတွက်မြို့ချစ်လူငယ်တွေကအများကြီးပဲတနိုင်ငံလုံးတနိုင်ငံလုံးပဲ လူတိုင်းကကိုမျိုးကိုချစ်ကြတာပဲကိုဘာသာကိုချစ်ကြပဲကိုတာသနာကိုချစ်ကြတာအကုန်လုံးကမျိုးချစ်တွေကြီးပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗျာခင်ဗျားတို့ကဟမ်ဟိုအနှွဲ့တဲ့မိမသားဆိုပြီးတော့မိမသားတယောက်ကိုလာပြီးတော့စတင်ပြီးတော့ခင်ဗျားတို့စဖာယုံကနေပြီးတော့ခေါ်တယ်ဆိုတာမျိုးသားရေးသမားတွေကိုနှရွက်သရေဆုတ်လိုက်တာပဲမပူနဲ့ခင်ဗျားတို့တဲ့တနွေငင်းဒဇင်ပါရောက်လာလိမ့်မယ်နော်နိုင်ငံလုံးမှာမျိုးသားရေးသမားတွေမျိုးချစ်တွေရှိတယ်เนาะမျိုးသားရေးသမားတယောက်ကိုထင်တိုင်းနိုင်ငံလုံးမှာရှိတဲ့မျိုးသားရေးသမားတွေငြိမ်မနေဘူး ငုံမခံဘူးတုံ့ပြန်မယ်ဆိုတာခင်ဗျားတို့သိသွားစီရမယ်ဟမ်အဲ့တော့လက်မျိုးလက်ဝေးမျိုးနဲ့စာပါကိုကျတို့တွေလမ်းပြီးတော့ဆက်သွယ်တယ်မင်းမြန်နဲ့အခုတိုင်းရုံကိုခေါ်သွားမယ်လို့ပြောတယ်အပြစ်မရှိဘဲနဲ့ကျတို့ရဲ့လူတွေကို စကားတခွန်းမှဲ့တပေါက်တော့မစွန့်ပါစေနဲ့အဲ့လိုမျိုးစကားတခွန်းမှဲ့တပေါက်ဆိုရင်ကျတို့တွေငုံမခံအချိန်ကာလအပြင်စောင့်နေမယ်လူအရင်ကျတို့ကိုယ်တိုင်ဒီပြီးတော့အထိဆင်းမယ်